အင်အား9.9ရှိငလျင်ကြီးကြောင့်တေဆုံးသူအရေအတွက်1600ကျော်ရှိလာချိန်မှာစစ်ကောင်စီကနိုင်ငံအနှက်ဆက်ပြီးတော့ဘုံကျဲနေတာဟာလုံးဝတရားလွန်တဲ့ကိစ္စလက်ခံနိုင်စရာမရှိတဲ့ကိစ္စဖြစ်တယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးအထူးကိုယ်စားလှယ် Tom Andrews ကဝေဖန်လိုက်ပါတယ်။ငလျင်ကြီးလောက်ပြည်နာကိုပြည်သူတွေကိုကယ်ဖို့စူးစမ်းရမယ့်အချိန်မှာစစ်တပ်ကဘုံတွေကျဲနေတာဟာအင်မတန်ကိုအံ့အားသင့်စရာကောင်းတယ်လို့ Tom Andrews က BBC ကိုပြောပါတယ်။ စစ်တပ်အနေနဲ့စစ်စင်ရေးအားလုံးကိုရက်ဆိုင်ဖို့လဲတောင်းဆိုလိုက်တာပါစစ်တပ်အပေါ်ဩဇာရှိတဲ့ဘသူမဆိုဖိအားပေးပြီးဒါဟာလက်ခံနိုင်စရာမရှိကြောင်းရှင်းအောင်ပြောဖို့လိုတယ်လို့လူအခွင့်ရေးအထူးကိုယ်စားလှယ်ကပြောပါတယ်စစ်ကောင်စီအနေနဲ့စစ်စင်ရေးအားလုံးရက်လိုက်ဖို့ကျွန်တော်တောင်းဆိုပါတယ်လို့သူကဖြည့်ဆွတ်ပြောပါတယ်ငလင်ကြီးလောက်ခတ်ပြီး၃နာရီဝင်းကျင်မဲ့ကြာသေးတဲ့ဒေသစံတော်ချိန်ညနေ၃နာရီခွဲမှာစစ်တပ်ဟာရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကိုပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုမှာလူခဏဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ မြူဒန်ညူရီအစိုးရ NUG ကတော့ခုခံကာကွယ်စစ်ကလွဲလို့ထိုးစစ်အားလုံးကိုမတ်လ31ရက်ကစပြီးနှစ်ပတ်ကြာရန်နာထားမယ်လို့ကြေညာထားပါတယ်ရှင်။